စိတ်ဖိစီးမှုဝမ်းနည်းမှုတို့မဟုတ်စိုးရိမ်ပူပန်မှုတွေကိုခံစားရတာဟာတဘာဝတရားပါဒါပေမဲ့တချို့အချိန်တွေမှာစိတ်ကျမ်းမာရေးပညာရှင်ထံဝင်ရောက်ဆွေးနွေးအကူအညီတောင်းတာအကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်အချိန်ကြာဝမ်းနည်းနေခြင်းအချိန်ကြာစိုးရိမ်ပူပန်နေခြင်းစိတ်ခံစားမှုကင်းမဲ့ခြင်းစိတ်ပြောင်းလဲမြလွန်းခြင်း နှစ်သက်ခဲ့သောအရာများအပေါ်စိတ်ဝင်စားမှုဆုံးရှုံးခြင်းအလုပ်ကြောင်းသို့မဟုတ်ဆက်ဆံရေးတွေမှာနေ့စဉ်လှုပ်ဆောင်မှုအခက်အခဲတွေဖြစ်နေခြင်းအိမ်မပျော်ခြင်းသို့မဟုတ်အလွန်ကြုံအိပ်နေခြင်းအရက်သို့မဟုတ်မူရစ်ဆေးဝါးများသုံးနေခြင်းကိုယ်ကိုညံပန်းနှိမ့်ဆက်နေခြင်းသို့မဟုတ်တည်ခြင်းစိတ်ရှိနေခြင်း ဤအခြေအနေများခန်းစားချက်များရှိနေပါကစိတ်ကျမ်းမာရေးဆရာဝန်ထံဝင်ရောက်ဆွေးနွေးရန်ကြံပြုပါတယ်။စောစည်းစွာအကူအညီတောင်းခြင်းကကုသရေးလန်းစဉ်ကိုပိုမိုထျောက်စေပါတယ်။